မင်္ဂလာပါရှင်ဒီနေ့ညီညီဆန်ရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့အစာအုပ်ကလေးတွေကစစ်မှန်တဲ့အောင်မြင်မှုဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြခြင်းပါတယ်ဒီစကလုံးက လူတိုင်းရဲ့ဘဝနဲ့နှိဆက်တယ်လို့အမြဲလိုလိုကြားနေကြဖြစ်နေတဲ့အတွက်ရိုးဤနေတဲ့စကလုံးလို့ပြောရင်တော့မှားမယ်မထင်ပါဘူးခတာက လူတိုင်းနဲ့နီးစပ်တိတိုင်အောင် လူတိုင်းတော့မရယူနိုင်တဲ့အနေအထားတစ်ခုလည်းဖြစ်နေပြန်တယ်။ ဒါဆို အောင်မြင်မှုဆိုတာကပါလေလူအမျိုးမျိုးစိတ်အထွေထွေမှုအောင်မြင်မှုဆိုတာကိုသတ်မှတ်တဲ့နေရာမှာတဦးနဲ့တဦးတော့တူမှာမဟုတ်ဘူးတချို့ကငွေကြီးချမ်းသာလွန်လာကို အောင်မြင်မှုလို့သတ်မှတ်တယ်တချို့ကလူတိများကြော်ကြတာကိုအောင်မြင်မှုလို့သတ်မှတ်တယ်။တချို့ကြပြန်တော့ဘွဲဒီဂရီတွေအများကြီးပိုင်ဆိုင်ထားတာကိုအောင်မြင်မှုလို့သတ်မှတ်ပြန်တယ်လေ။ဒါပါ တေချာတာကတော့အောင်မြင်မှုဆိုတာအခြေအနေတည်းရပါပဲအဲ့ဒီအခြေအနေကနေကိုယီမှန်းထားတဲ့ပန်းတိုင်းကိုမျော်လင့်ထားတဲ့မျော်လင့်ချက်တွေပြီးမြောက်သွားတဲ့အနေအထားလေးပါဒီနေရာမှာတိထားရမှာကအောင်မြင်မှုမှာအမျိုးအစားနှစ်ခုရှိတယ်ဆိုတာပဲဟုတ်တယ်အတွင်းအောင်မြင်မှုနဲ့အပြင်အောင်မြင်မှုတဲ့ဒါပေမဲ့လူအများစုက အောင်မြင်မှုလို့ပြောလိုက်ရင် အပြင်အောင်မြင်မှုကိုပဲပြင်းမြင်ကြတယ်လို့အပြင်အောင်မြင်မှုအကြောင်းကိုပဲပြောဆိုတတ်ကြတယ်။အောင်မြင်မှုရဖို့ဘာတွေလုပ်ရမလဲ၊ဘာတွေဆောင်ရမလဲ၊ဘာတွေရှောင်ရမလဲစသဖြင့်ပေါ့။ခတ်တာကလူတယောက်အနေနဲ့အတွင်းအောင်မြင်မှုကိုမရသေးပဲအပြင်အောင်မြင်မှုတွေဘလောက်ပဲရရအေးချမ်းမှုအစစ်မှန်ကိုတွေ့မှာမဟုတ်ပါဘူး။တကယ်က ောင်မြင်မှုဆိုတာလူတစ်ယောက်ရဲ့လောဘတွေဒေါရတွေမောဟတွေမမာနတွေနဲ့ဆက်နွယ်ပသက်တာဆက်နွယ်ပသက်နေပါတယ်။အတွင်းအောင်မြင်မှုဆိုတာကလူတစ်ယောက်ကိုစစ်မှန်တဲ့အေးချမ်းသာယာမှုပျော်ရွှင်မှုတွေကိုပေးနိုင်ပါတယ်။ဒါဆိုအတွင်းအောင်မြင်မှုကပါလေ။ကျွန်တော်အတွက်တော့အတွင်းအောင်မြင်မှုဆိုတာလူတစ်ယောက်ကိုလမ်းမပို့နိုင်တဲ့ပူလောင်ဆွေးမြေ့မှုတွေကို ဖန်တီးပေးနိုင်တဲ့ လောဘဒေါရမောဟမမာနတွေကိုထိန်ချုပ်လိုက်နိုင်ခြင်းပါပဲတကယ်ကအောင်မြင်မှုလို့ပြောလိုက်ရင်လူတရားအတွက်တော့အတွင်းအောင်မြင်မှုကသာအစစ်အမှန်အောင်မြင်မှုပါပဲသူကလူတိုင်းကိုအေးချမ်းတဲ့ဘဝတစ်ခုပေးဆွမ်းနိုင်တယ်လူပိသားစွာ ရှင်သန်နိုင်ဖို့လေအခွင့်အလမ်းတွေပေးနိုင်တယ် အဲ့ဒီလိုမဟုတ်ပဲကျွန်တော်တို့ကအောင်မြင်မှုတွေကိုနောက်ကိုသာ တကောက်ကောက်လိုက်နေရင်တော့မိစာကုံစီခန်းတဲ့အခါတဏှာဒုက္ခကိုခံစားရနိုင်ပါတယ်။နောက်ပြီးအပြင်အောင်မြင်မှုမှာအဆုံးသက်ဆိုတာမရှိဘူး။သူကအများအပြားလူတယောက်ရဲ့လောဘနဲ့ချိတ်ဆက်နေတတ်တဲ့အတွက်တစ်ခုပြင်းနောက်တစ်ခုကိုလှုပ်ဖို့စိုင်းပြင်းနေမိတတ်တယ်။ အဲ့ဒါဆိုရင် လူတယောက်ဟာအောင်မြင်မှုအနေအထားတရက်စီရောက်ပေမဲ့လောဘရဲ့စိစုံမှုကြောင့်မရက်တက်နိုင်တော့ဘူးလူဘဝမှာအောင်မြင်မှုနဲ့ချိတ်ဆက်နေတတ်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုလည်းခဏကလေးသာခံစားရနိုင်တယ်ဒါပေမဲ့အသွင်းအောင်မြင်မှုမှာတော့အဆုံးသတ်ဆိုတာရှိတယ်သူဟာကိုယ့်အတွင်းစိတ်ထဲမှာရှိတဲ့လောဘဒေါသ မောဟမောဟနဲ့မာမာနာဆိုတဲ့အနေရဇိုးတွေကိုအပြီးအပိုင်းအောင်းနိုင်လိုက်ပြီးဖြစ်တဲ့အတွက်ဆက်လုပ်စရာမရှိတော့ဘူးတကယ်ကိုအေးချမ်းနဲ့ပြီးပြည့်စုံတဲ့အောင်မြင်မှုရဲ့အရာတာကိုခံစားသွားနိုင်တယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်လောကမှာရှင်သန်နေစေဖြစ်တဲ့လူတယောက်အနေနဲ့တော့အောင်မြင်မှုတွေနဲ့ဝေးกว่าတင်ဘူးဒါပေမဲ့ အောင်မြင်မှုရဲ့နောက်ကိုလိုက်တဲ့အခါမှာလည်းအပြင်အောင်မြင်မှုတွေကြီးရှာဖွေဖို့မတင်ဘူးလေအ ਨੇ ဆုံးတော့ကိုယ်စိတ်ကိုပြုပြင်ထိန်းចောင်းနိုင်တဲ့အတွင်အောင်မြင်မှုရအောင်လဲကြိုးပမ်းတင်တာပေါ့မဟုတ်ရင်လောကမှာဘလောက်ပဲကြီးကြီးကျယ်ကျယ်အောင်မြင်နေပါစေအောင်မြင်မှုအစစ်အမှန်မဟုတ်နိုင်ပါဘူး ညီညီဆန်ရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့အစာအုပ်ကလေးတွေကစာပိုက်ကလေးကိုဖက်ပြပေးခဲ့တာဖြစ်ပါလေရှင်။